ဒီနေ့တော့မွေးငါဆိုင်မှာမွေးငါ free တောဆခဲ့ပါတယ်အခုဆိုလို့ရှိရင်ဒီဆိုင်လေးမှာသလာရောက်စားသုံးသူတွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကိုအပါဝင် plus 2စုစုပေါင်း3ယောက်ကိုဒီဆိုင်မှာရှိရအစားအစာတစ်မျိုးချိန်နဲ့တရာအစားအစာတစ်မျိုးရဲ့လက်ဖက်ရည်ကိုအာ free တုံးဆောင်ခွင့် ရမယ့်အစီအစဉ်လေးပြုလုပ်ထားပါရတယ်။အဲ့ဒါလေးကဘာလေးလဲဆိုတော့ဒီဆယ်လပိုင်း15ရက်နေ့မတိုင်ခင်ပေါ့နော်။ဒီဆိုင်ဒီမှာလာစားပြီးတော့တပုံတို့အဗီဒီယိုတို့ကို Facebook ဒါမှမဟုတ်လို့ရှင် TikTok တို့မှာ post လေးတင်ထားတယ်ပေါ့နော်။အဲ့ဒီဟာလေးကိုကိုကပြပေးလိုက်တာနဲ့သူတို့ကအခုလိုမျိုးစာသွင်းဝင်ရဖို့အတွက်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့အစီအစဉ်လေးပြုလုပ်ထားတာဖြစ်ပါတယ်။ဒီအစီအစဉ်လေးကဆယ်လပိုင်းလာကုန်အထိဖြစ်ပြီးတော့အဲ့တော့အရင် တော့ကိုရဲ့ post လေးတွေတင်ခဲ့ဘူးတဲ့သူတွေဆိုလို့ရှင်မြန်မြန်လေးသွားစားဖို့အတွက်အကြံပေးပါရ ါစေ။ဒါလေးကိုကြားရတဲ့အချက်ကနံပါတ်1အစာအစာအရသာကောင်းတဲ့တန်ချင်းတန်ရမှုရှိတယ်။စိုင်းပြင်ဆင်လေးက retrovite လေးပေါ့နော်။ပြီးတော့လို့ရှိရင်အေးအေးချမ်းချမ်းလေးနဲ့စိုင်းလေးကိုဝင်လိုက်တာနဲ့တချင်းနဲ့တက်တဲ့လေးပေါ့နော်။ဟိုးရင်ကတချင်းနဲ့တက်တဲ့လေးလေးကိုဖွင့်ထားပြီးတော့လုံးဝအေးအေးဆေးဆေး relax လုပ်ပြီးတော့မှအာမနက်စာစသုံးလို့ရပါတယ်။စင်စင်လေးကလေမြောက်တော့ကောင်ကစိုင်းမလေးရတယ်။မြို့တွေကစိုင်းမလေးရတယ်။ဒါကြောင့်မို့လို့ကိုကအခုလိုမျိုး post လေးတင်ခဲ့ဘူးလေဆိုလို့ရှိရင်တော့မြန်မြန်လေးသွားစားလိုက်နော်။ကိုရီ တော့စားခဲ့ပြီးသွားပါပြီ။ကျေးဇူးတင်ပါတယ်တက်တာ။